ရုတ်တရက်အသက်မဆုံးရှုံးခြင်းဘူးဆိုလို့ရှင်တော့ဒီဗီဒီယိုကြည့်ပါခင်ဗျာကျွန်တော်တို့ပတ်ဝန်းကျင်မှာအားကစားလုပ်ရင်းနဲ့အသက်ဆုံးရှုံးသွားတာတချင်းဆိုရင်းနဲ့အသက်ဆုံးရှုံးသွားတာခဏလေးအတွင်းမှာပဲမြင်တွေ့နေတဲ့အချိန်လေးအတော်သေးမှာပဲရုတ်တရက်နှလုံးအမောဖောက်ပြီးတော့အသက်ဆုံးရှုံးသွားတာမကြာခဏမြင်တွေ့နေရပါကျွန်တော်တို့ရဲ့နှလုံးကတကယ်ကိုအရေးပါတဲ့အရာရောက်တဲ့အရာတစ်ခုပါကျွန်တော်ရဲ့နှလုံး ပျက်စီးစေခြင်းအားလည်းကျွန်တော်တို့ရဲ့အစားအသောက်အနေထိုင်အပြုမူမစင်ခြင်းလို့ပဲဖြစ်ပါတယ်။အဲ့အတွက်ကြောင့်ကျွန်တော်ဒီနေ့နှလုံးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးကိုပြောပြပေးခြင်းပါတယ်။ကျွန်တော်တို့ရဲ့ရင်ဘတ်အောက်ခြင်းကနှလုံးအမောဖောက်ခြင်းရဲ့အဓိကလက္ခဏာပဲ။အပြင်းထန်အောက်လာမယ်ပြီးတော့ကျွန်တော်တို့နှစ်ထားသလိုခံစားရမယ်အသက်ရှူကျက်လာမယ်ချွေးစေးထွက်လာမယ် ျတို့လက်မောင်းမေးရိုးနေရာတွေမှာနာကျင်လာမယ်ဆိုလို့ရှင်တော့နှလုံးအမောဖောက်ခြင်းရဲ့တန်တရာဖြစ်ဖွယ်ဖြစ်လာပါပြီရုတ်တရက်ရင်ဘတ်အောက်ပြီးတော့လဲကျသွားပြီဆိုတာနဲ့ဒါကနှလုံးအမောဖောက်ခြင်းဆိုင်ရာပြဿနာတစ်ခုခုဖြစ်နေပြီလို့ကျွန်တော်တို့သုံးသပ်လို့ရပါတယ်အဓိကရုတ်တရက်နှလုံးအမောဖောက်ခြင်းရဲ့အကြောင်းရင်းကကျွန်တော်တို့နှလုံးကြွက်သားတွေကိုသွေးစီးဆင်းမှုကရုတ်တရက်ပြတ်တောက်သွားပြီးတော့နှလုံးကြွက်သားပုတ်ခြင်းကြောင့်ဖြစ်ပါတယ် ကျွန်တော်တို့နှလုံးကိုပို့ဆောင်တဲ့သွေးကြောအတွင်းထဲကိုကိုလက်စတရောနဲ့အဆီတွေကတဖြည်းဖြည်းပိတ်ဆို့ပြီးတော့သွေးခဲအဖြစ်ပိတ်ပြီးတော့သွေးမစည်းစင်းနိုင်လားနှလုံးမောဖောက်ပြီးတော့ရုတ်တရက်ဖြစ်လာပါတယ်နှလုံးကြက်သားပုတ်ပြီးတော့ဒီပျက်စီးပြီးတော့နှလုံးမူမှန်တာနှလုံးညှက်အားမကောင်းတာနှလုံးခုန်ရက်တဲ့အထိဖြစ်စေပါတယ်ရခင်ကနှလုံးသွေးကြောခြင်းယောဂအခံရှိသူတွေပြီးတော့အသက်45နှစ်အထက်အမျိုးသားတွေပြီးတော့အသက်55နှစ်အထက်အမျိုးသမီးတွေ ပြီးတော့ကျွန်တော်ဆက်လက်ကိုရေရှည်တောက်တဲ့သူတွေပြီးတော့အဝလွန်တဲ့လူတွေပြီးတော့သွေးသွင်းအဆီဓာတ်များနေတဲ့လူတွေတွေးတူယောဂစီးကြိုယောဂရှိသူတွေမိသားစုတွေမှာနှလုံးအမောဖောက်တာဖြစ်ပွားတဲ့လူတွေအဆီများတဲ့အစာစာငံလွန်းတဲ့အစာစာချိုလင်းတဲ့အစာစာအလွန်ကျွံစားသုံးသူတွေစိတ်ပီစီးမှုများတဲ့လူတွေနောက်တစ်ခုကကိုယ်လက်လှုပ်ရှားမှုနည်းတဲ့လူတွေမှာနှလုံးသွေးကြောချင်းယောဂဖြစ်ပွားမှုများပြီးတော့နှလုံးအမောပေါက်ခြင်းကိုအများဆုံးတွေ့ရတဲ့သူတွေပါ နှလုံးအမောဖောက်တဲ့လက္ခဏာတွေရာဆိုလို့ရှင်ပေါ့နော်တချို့လူနာတွေကနှလုံးသွေးကြောပိတ်တဲ့ယာကန်လုံးပေါ်မူတည်ပြီးတော့ပြင်းပြင်းထန်ထန်မခံစားရတော့လဲအဲတချို့အကြောတော့လဲပေါ့နော်ပြင်းထန်မှုကိုချက်ချင်းခံစားရပြီးတော့တိတ်ဆုံးတဲ့အထိဖြစ်နိုင်ပါတယ်ဒီနာကျင်မှုတွေကဒီလဝဲဖက်ကျွန်တော်တို့ဘဲဖက်ပေါ့နော်ပြီးတော့ပခုံးလက်မောင်းလေပင် မေးရိုးအောက်ပိုင်းပြီးတော့ဝမ်ပိုက်အပေါ်ပိုင်းပြီးတော့ကြောဘက်တွေမှာလည်းပြန့်နှံ့ခြင်းမျိုးရှိပါတယ်ပြီးတော့အသက်ရှူမြန်နေမယ်မောမယ်နှုံးခွေမယ် ခန္ဓာကိုယ်ကအေးဆက်ပြီးတော့ကျွန်တော်ချွေးသီးချေးပေါက်တွေထွက်လာမယ်။ပြီးတော့မူးဝေမယ်။အံ့မယ်။ပြုတ်မယ်။အစာမကြေဖြစ်လာမယ်အဲ့လက္ခဏာတွေကိုကျွန်တော်တို့တပတ်နှစ်ပတ်ကနေပြီးတော့ဖြစ်ပေါ်လာမယ်ဆိုလို့ရှင်တော့ကျွန်တော်တို့ဒီပို့ပြီးတော့တတိထားတဲ့ပါတယ်ဒါပေမဲ့တချို့မှာဆိုလို့ရှင်လည်းနှလုံးဟက်အတက်ကိုအမြန်ဆုံးဖြစ်ပေါ်ပြီးတော့အသက်ချက်ချင်းဆုံးရှုံးသွားတဲ့လူတွေလည်းရှိပါတယ်နောက်ဆက်တွဲပြဿနာတွေကကျွန်တော်တို့နှလုံးခုန်လုံးမှန်မှန်တာနှလုံးညှစ်အားကျလာပြီးတော့သူတို့ short ဖြစ်သွားတာပေါ့နော် နောက်တစ်ခုကနှလုံးလုပ်ငန်းပျက်စီးတာနှလုံးခုန်လုံးရုတ်တရက်ရက်သွားတာနှလုံးအမေပါရောင်တာတွေလည်းဖြစ်ပေါ်စေပါတယ်။သွားရည်လာရင်လည်းနှလုံးအမောဖောက်ပြီဆိုလို့ရှိရင်လည်းပတ်ဝန်းကျင်ကိုအကူအညီတောင်းဖို့ကျွန်တော်ပြောချင်ပါတယ်။အ мян ဆုံးဆေးရုံအ мян သွားမယ်။ဆေးရုံရောက်လို့ရှိရင်ကျွန်တော်တို့သွေးကြဲဆေးကိုမိနစ်30အတွင်းအ мян ဆုံးထိုးဖို့လိုအပ်ပါတယ်။ပြီးတဲ့အခါမှာကျွန်တော်တို့နှလုံးသွေးကြောဖွင့်ဖို့အတွက်ပေါ့နော်။ကျွန်တော်တို့ဒီခန္ဓာကိုယ်ရဲ့ကိုဒီနှလုံးသွေးကြောဖွင့်တဲ့စက်ကရီယာစတန်ကိုအ мян ဆုံးထည့်နိုင်မှသာ။ ကျွန်တော်တို့အသက်ရှင်ဖို့လီလန်းဖြစ်ပေါ်စီပါတယ်အဲ့ဒီအတွက်ကြောင့်မိနစ်တိုင်းကကျွန်တော်တို့အသက်အတွက်တန်ဖိုးရှိပါတယ်အစားအသောက်အနေထိုင် အပြုမူကိုကျွန်တော်တို့အများကြီးသတိပြုဖို့လိုပါတယ်အဲ့ဒီအတွက်ကြောင့်ကျွန်တော်တို့ခန္ဓာကိုယ်ကနှလုံးကိုလှစ်လူမရှူတာဖို့အတွက်ပြောပြပေးခြင်းပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်